အခါတက်တော် AA ကရွှေရည်ပစ္စည်းတွေခိုးမှုနဲ့ဆွဆွဲဖန်းစီထားပြီးတဲ့နောက်လေးလာကျော်အကြာမှာကို A မင်းဆွေဆိုသူမှထိမ့်သိမ်းထားစင်ပါပဲကားတိုက်ခံရမှုကြောင့်တည်ဆုံးခဲ့ရပြီးအဲ့နောက်မှာတော့ကျန်မီသားစုဝင်၄ကိုအခုသတင်းပတ်မှာပဲပြန်လွှတ်ပေးလိုက်တဲ့အကြောင်းမိသားစုနဲ့ညီစစ်သူတို့ကအတည်ပြုပါရယ်ဖြစ်စင်မှာပြီးခဲ့2024ခုနှစ်ဒီဇင်ဘာ9ရက်နေ့ကရွှေတဲ့ပစ္စည်းတွေကိုခိုးယူခဲ့ဆိုတဲ့ဆွဆွဲချက်နဲ့အာရခတတ်တော် A ကကို အင်းမင်းဆွေကိုပေါ်နေကျုံမျိုးနယ်ကတူနေထိုင်ရနေအိမ်မှာလာရောက်ဖမ်းဆီးခဲ့တာပါအဲနောက်ဒီဇင်ဘာ6ရက်မနက်ပိုင်းမှာကိုအင်းမင်းဆွေရဲ့မိခင်နဲ့ဖခင်ဖြစ်သူကိုပါ လာရောက်ဖမ်းဆီးသွားပြီးနောက်3ရက်ခန့်အကြာမှာတော့ကိုအင်းမင်းဆွေရဲ့အတော်တော်ဆက်သူနဲ့ဇနီးမောင်နှံကိုပါအေတပ်ဖွဲ့ဝင်တွေကလာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့သိရပါတယ်ပျက်စီးပျောက်သွားတယ်လို့ပြောပြီးဆွတ်ဆွဲတာပါ ဘာတက်တေမှလည်းမပါဘူးရွှေရဲလို့ပြောပါတယ်လို့မိသားစုနဲ့နီးစပ်သူတူကမျိုးစီမကိုပြောပါတယ်ထိမ့်သိမ့်ထားတော့မိသားစုဝင်တွေကတွေးခွင့်တောင်းပေမဲ့လည်းတွေးခွင့်မရခဲ့ကြောင်းနဲ့အမှုတွဲတရက်ပြိုင်အနေနဲ့ရှေ့နေအုံပြုခွင့်ခြေပခွင့်လည်းမရှိခဲ့ဘူးလို့မိသားစုနဲ့နီးစပ်သူတူကပြောပါတယ်ဗန်းစီထားပြီးတဲ့နောက်မှာလေးလကျော်အကြာမှာအခုဧပြီလအတွင်းမှာပဲထိမ့်သိမ့်ခံထားရသူတွေကကိုအေးမင်းဆွေကကားတိုက်ခံရပြီးတော့တေဆုံးသွားခဲ့ကြောင်းမိသားစုနဲ့နီးစပ်သူတွေကပြောပါတယ် ကိုအေးမင်းဆွေကိုရေခတ်သွားခိုင်းတော့ကအေးအေးတပ်ဖွဲ့ဝင်တအုပ်မောင်းနှင်လာတဲ့ကားဖြင့်တိုက်မိခဲ့ပြီးတေဆုံးသွားတာပါတရက်ကိုရေလေးောက်ခတ်ခိုင်းနေဆိုရလဲသူတို့ပြောတဲ့စကားပါကားပုံကိုပဲ public မှာချပြထားပြီး brake မကောင်းတာကိုလုံးဝထင်ရှားအောင်မပြထားပါဘူးလို့မိသားစုနဲ့နှီးဆက်သူတူကအတည်ပြုပါတယ်အရင်တိုင်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အေစစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ညီတော်ဆက်သူဗိုလ်မှူးထွန်းမင်းနိုင်က သူ့ရဲ့လူမှုကွန်ရက်မှာ A ရဲ့လုံခြုံရေးတပ်သားဥဝင်းသေးမောင်းနေလာတဲ့ကာဘရေမကောင်းတာကြောင့်တိုက်မိပြီးလမ်းဘေးကို ထိုးဆင်းသွားတာဖြစ်ကြောင်းအဲ့နောက်ရင်မောင်းဥဝင်းသေးကိုဒေသအချုပ်ထောင်မှာထိမ့်သိမ်းပြီးတော့တိတ်ဆုံးသူကိုအေးမင်းဆွေရဲ့ရုပ်အလောင်းကိုဆေးစစ်ချက်ရယူထားကြောင်းဧပြီ16ရက်နေ့ကဖော်ပြခဲ့ပါတယ် ဒါပြင်ကြက်ငွေသိန်းပေါင်းတောင်းကနန်းတန်ဖိုးရှိရဲ့ရွှေထုတ်ပျောက်ဆုံးသူမိသားစုကဆွဆွဲထားတဲ့အ धिक ဆွဆွဲခံရသူမှာတေဆုံးသွားပြီဖြစ်တာကြောင့်အမှုကိုပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်းဗိုလ်မှူးထွန်းမင်းနိုင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဧပြီ16ရက်နေ့ကထပ်မံဖော်ပြထားပါတယ်။အမှုဖြစ်စဉ်ကတော့ဝန်ခံလိုက်ညင်းလိုက်တန်ရာဖြစ်နိုင်တာပေါ်လို့ထက်စစ်စေရလိုက်တွေးဆုံဖို့တကြိမ်တောင်းမှုရဲ့အမှု